အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့တစ်တီးတွေကိုအလွန်ကျွံစားသုံးတာဟာအမျိုးအစားနှင့်စီးကျူယောဂါကိုဖြစ်စေနိုင်သလားဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်တစ်တီးဟာကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ဖြစ်ပါတယ်အဟာရပြည့်ဝတဲ့ဗီတာမင်တွေသတ္ထုဓာတ်တွေနဲ့အမြင်ဓာတ်တွေကိုပေးစွမ်းနိုင်ပါတယ်လို့အရင်ကယူဆခဲ့ကြတယ်ဒါကလည်းအမှန်ပါပဲဒါပေမဲ့ပညာရှင်တွေကြားမှာအငင်းပွားစရာမိကုန် ဖြစ်ပေါ်လာပါတယ်။အဲ့ဒီမိန်းကုံးကတစ်သီးတွေကိုအလွန်ကျွန်စားသုံးတာဟာအမျိုးအစားနှင့်စီကြိုယောဂကိုဖြစ်စေနိုင်သလားဆိုတဲ့မိန်းကုံးပါပဲ။အဲ့ဒီမိန်းကုံးကိုမဖြေခင်တစ်သီးထဲမှာဘာတွေပါကလေးဆိုတာအရင်သိဖို့လိုပါတယ်။တစ်သီးတွေထဲမှာတဘာဝတရားတတ်တွေပါဝင်ပါတယ်။အထူးကကတော့ fructose ဖြစ်ပါတယ်။ fructose ဟာခန္ဓာကိုယ်အတွင်း glucose နဲ့မတူတဲ့နီလန်းနဲ့ဇီဝဖြစ်စဉ်ပြောင်းလဲမှုဖြစ်ပြီး အဓိကအားဖြင့်အသေးထဲမှာဖြစ်တည်လာပါတယ်ဖရက်တိုးစ်ဟာဂလူးကို့စ်နဲ့မတူဘဲတွေးတွင်းတခြားဓာတ်အဆင့်ကိုချက်ချင်းမြင့်တက်လာတာမျိုးကအလွန်နှဲပါပါတယ်အဲ့ဒီအချက်ကြောင့်စီဂျိုယောဂါရှိသူတွေအတွက်ဘေးကင်းတဲ့အချို့ဓာတ်တစ်မျိုးဖြစ်နိုင်တယ်လို့အစောပိုင်းမှာယူဆခဲ့ကြတယ်ဒါပေမဲ့လေ့လာမှုအချို့မှာဖရက်တိုးစ်ကိုအလွန်ကျွန်စားသုံးရင်တွေးတွင်းမကောင်းတဲ့အဆီ triglyceride များလာအသေးအဆီဖုံးလာအင်ဆူလင်ခံနိုင်ရှိလာ ဒီလိုဇီဝဖြစ်စဉ်ဆိုင်ရာစိုးရိုးတွေဖြစ်လာတာကိုတွေ့လာရပါတယ်ဒီအချက်တွေအားလုံးဟာစီးယုံအမျိုးအစားနှင့်အတွက်အန္တရာယ်ရှိတဲ့အချက်တွေဖြစ်နေမြန်မာတဲ့အလွန်ကျုံဆိုတာဘာကိုပြောတာလဲအတိအကအချက်ကတော့စားသုံးတဲ့တစ်သီးရဲ့ပမာဏဖြစ်ပါတယ်တစ်သီးကိုအသင့်အသင့်စားသုံးမှုဟာရေဘူးရအဖြစ်ပြောရရင် စီးယုံအမျိုးအစားနှင့်ဖြစ်စေနိုင်တဲ့အန္တရာယ်လို့မြူဆကြပဲအကာအကွယ်တောင်ဖြစ်နိုင်ပါတယ် လေးလာမှုတွေရာတိတိအလုံးလိုက်စားသုံးမှုမြင်မာခြင်းဟာရှေးကြုံအမျိုးအစားနဲ့ဖြစ်နိုင်ခြင်းနေပါလာကိုတွေ့ရပါတယ်။ဘာကြောင့်ဆိုတော့တိတိမှာပါဝင်တဲ့ဖိုင်ဘာ၊ဗီတာမင်၊ထက်သတ္တုနဲ့အခြားကျန်းမာရေးကောင်းကျိုးဖြစ်စေနိုင်တဲ့အရာတွေများစွာပါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့အလွန်ကျွံစားသုံးတာကိုလေးလာကြည့်တဲ့အခါအချိုးထက်စားသုံးမှုမြင်မာလာတဲ့အတွက် ကိုယ်လေးချိန်တိုးလာအင်ဆူလင်ခန္ဓာရည်ရှိလာတယ်ဆိုတာကိုလေးလာတွေးရှိရပါတယ်။ တိတိဖြော်ရည်နဲ့တိတိအလုံးလိုက်ဘာတွေကွာခြားသလဲတိတိနဲ့တိတိဖြော်ရည်ဟာကွဲပြားခြားနားတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်အချို့တိတိဖြော်ရည်မှာရာဂိုင်းနှုံးပြည့်100%တည်တည်ဖြော်ရည်လို့ရေးထားတဲ့အခါမှာသဘာဝတည်တည်နဲ့အတူတူပဲလို့ထင်မိတတ်ပါတယ်မတူပါဘူးတည်တည်ဖြော်ရည်ကိုဖြော်တဲ့အခါတည်တည်အလုံးလိုက်မှာတွေ့ရတဲ့အမြင်တတ်လုံးဝမပါလာပဲတခြားတတ်ကိုအဓိကထားပြီးဖြော်ထားတာကိုတွေ့ရပါတယ်ဒါဟာ တွေးတွင်းတခြားတာအဆင့်ကိုမြန်မြန်ဆန်ဆန်မြင့်တက်စေပါတယ်ဒီအချက်ကစီးယူအမျိုးအစားနှင့်နဲ့ဆက်ဆက်နေကြောင်းတွေ့ရပါတယ်အခြားတစ်ဖက်တွင်တိတိအလုံးလိုက်မှာတခြားဆုပ်ယူမှုကိုနှေးကွေးစေဖို့အကူအညီပေးတဲ့မြင်တတ်ပါဝင်နေတာကြောင့်တွေးတွင်းတခြားတာအပေါ်တက်ရောက်မှုကိုကျော်နေစေပါတယ်စီးယူနဲ့ဆက်နွယ်နေတဲ့မျိုးရိုးပြည်စအဝလွန်နာတွေအားကစားလေ့ကျင့်ခန်းလုံးဝမလုပ်တာတွေစားတဲ့အစားအစာမှာကယ်လိုရီများတာတွေ ့တန့်စင်ပြီးကာဗိုဟိုက်ဒရိတ်တွေနဲ့ပြည့်ဝစီများလွန်းတဲ့အစာတောက်တွေဟာဆီးရုံအမျိုးအစားနှစ်နဲ့ဆက်ဆက်မှုရှိတာကိုတတိယကိုအရေးကြီးပါတယ်။ဒါတွေသာမရှိခဲ့ဘူးဆိုရင် ကျန်းမာတဲ့လူတစ်ယောက်ဟာတတိတွေကိုအလွန်ကျွန်စားတာတစ်ခုတည်းနဲ့တော့ဆီးရုံအမျိုးအစားနှစ်ဖြစ်ရတဲ့အဓိကအကြောင်းရင်းဖြစ်နိုင်ရည်နေပါတယ်လို့ပြောနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတောက်ရဲ့ပုံစံကိုပြောပြရရင်တတိကိုအတင်းအကျပ်သာစားသုံးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တတိဖြော်ရည်ကိုတော့ရှောင်းနိုင်ရင်ရှောင်းပါမရှောင်းနိုင်ရင်ကန့်တက်ပြီးတောက်ပါလို့အကြံပေးလိုပါတယ်တတိတွေကိုပရိုတိန်းဓာတ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီဒါမှမဟုတ်အမြင်ဓာတ်တွေနဲ့တွဲဖက်စားသုံးတာဟာတွေးရင်းသကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်ပါတယ်အချုပ်ပြောရရင်တတိအတွင်းရှိသကြားဓာတ်တွေဟာတွေးရင်းသကြားဓာတ်ကိုတက်ရောက်မှုရှိနိုင်ပေမဲ့တတိအလုံးလိုက်ကိုအတင်းတင်းသာစားသုံးတာဟာရေဘူးရအားဖြင့်ရှိကြအမျိုးအစားနှင့်ယောဂါရဲ့အကြောင်းရင်းမဖြစ်နိုင်ပါဘူး ကောင်းဘက်ကကြည့်ရရင်ကျန်းမာရေးအကျိုးကိုရှိနိုင်တာကိုတွေ့ရပါတယ်။တည်တည်ဖြော်ရင်နဲ့ပြုပြင်ထားတဲ့အစားအစာတွေဟာတခြားဓာတ်ကိုအဓိကထားတဲ့အစားအသောက်တွေဖြစ်တာကြောင့်ကိုယ်လေးချိန်တိုးလာနိုင်တယ်။အင်ဆူလင်ခန္ဓာရင်ရှိလာနိုင်တယ်။ဒါကြောင့်အဲ့ဒီတည်တည်ဖြော်ရည်တွေဟာစီးကျူအတွက်အန္တရာယ်ဖြစ်စေနိုင်တယ်လို့ပြောခြင်းပါတယ်။တည်တည်ဖြော်ရည်ကိုတော့ကိုယ်တိုင်ဖြော်တောက်ခြင်းရင်တောက်နိုင်ပါတယ်။ဒါပေမဲ့ရောင်းနှန်းတည်တည်ဖြော်ရည်ကိုတော့ရှောင်နိုင်ရင်အကောင်းဆုံးပါပဲ အဆအဆုံးကြည့်ရှုအားပေးပြီးကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုဒီချိန်တိပေးထားပါလို့မြစ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေခြင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.